မိမိတို့နိုင်ငံရဲ့လူငယ်တွေကြားမှာပြည်ပရွှေပြောင်းတွာလာမှုတွေမြင်မာနေပေမယ့်အလွတ်လွတ်နိုင်တဲ့လူငယ်လူရွယ်ဥယျာဉ်များပြနေစေဖြစ်ကြောင်းနိုင်ငံတော်လုံခြုံရေးနဲ့အေဂျင့်တာရဲ့ကော်မရှင်ဥက္ကဋ္ဌဗိုလ်ချုပ်မကြီးမင်းအောင်လိုင်ကပြောပါရယ်အော်တိုဘာ29ရက်နေ့ကနေပြည်တော်မှာကျင်းပပြုလုပ်ခဲ့တဲ့2024ခုနှစ်လူဦးရေနဲ့အိမ်အကြောင်းအရာတကောင်စီရင်ပြည်တော်စုအစည်းအဝေးခန်းစာထုတ်ပြန်ခြင်းအခမ်းအနားမှာအထက်ပါအတိုင်းပြောကြားခဲ့တာပါ တချိန်ကမွေးနှုတ်မြင်မခဲ့တဲ့အကျိုးဆက်တွေကြောင့်ဖြစ်ပြီးတနည်းအားဖြင့် demographic bonus လို့ခေါ်တဲ့လူဦးရေစုလက်ရရှိနေစေကာလဖြစ်တယ်လို့ဆိုပါတယ်။ဒါကြောင့်လူဦးရေစုလက်ရရှိနိုင်တဲ့အချိန်ကာလမကုံဆုံးမီ၎င်းလူငယ်လူရွယ်တွေကိုနိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေမှာမှန်ကန်ထိရောက်စွာအကျိုးရှိရှိဆောင်ရွက်နိုင်ရေးစီမံပေးဖို့အရေးကြီးတယ်လို့ဆက်ပြောပါတယ်။ 2024ခုနှစ်တကောင်စရင်အချက်လက်တွေအရမိမိတို့နိုင်ငံရဲ့လူဦးရေဟာဆယ်စုနှစ်များအတွင်းပထမဆုံးအကြိမ်အဖြစ်အနည်းငယ်ရော့ကျလာတာကိုပြည်ထောင်စုအစိုးရခန်းဆောင်မှာဖော်ပြထားပါတယ်။မွေးဖွားနှုန်းကျဆင်းခြင်း၊ရွှေ့ပြောင်းသွားလာမှုမြင့်မားလာခြင်းနဲ့မိသားစုပုံစံတွေပြောင်းလဲလာခြင်းတို့ကြောင့်စိတ်ကောမှုတစ်ခုဖြစ်တယ်လို့အခွင့်အလမ်းတစ်ခုလို့လည်းမှတ်ယူနိုင်ကြောင်းဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကပြောထားပါတယ်။ မိမိတို့နိုင်ငံကပထဝီနိုင်ငံရေးအရာအရေးပါတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပေမဲ့အိန္ဒိယနိုင်ငံတွေထက်လူဦးရေတိုက်တဲမှုနည်းပါးနေတယ်လို့ပြည်တော်စုအစိုးရခန်းစာအရာသိရှိရကြောင်းပါခင်ဗျာ။